ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒါတခြားကြောင်းတွေအများကြီးပြောတော့ပေါ့နော်။ဒီကကျွန်တော်ကြည့်စေချင်တဲ့စကားနှစ်ခါပေါ့နော်။ဗီဒီယိုနှစ်ခုရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ဒီဗီဒီယိုကိုလုပ်ပြချင်ဖြစ်တယ်ပေါ့နော်။ဒီဗီဒီယိုကိုဒီဗီဒီယိုနှစ်ပုဒ်ကိုကြည့်တဲ့လူတွေကပရိုလီမျိုးတိလဲဆိုတော့ကိုနေနေပေါ့နော်။အဲမျှော်လင့်ချက်မနေတဲ့သူတွေကိုအဓိကကြည့်စေချင်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။ဒီစကားနှစ်ခါထဲမှာဆိုရင်ဒါပထမတကားကကျတော့အင်္ဂလိပ်ကဖြစ်တယ်။ဒုတိယကားကကျတော့ကာတွန်းကားလေးဖြစ်တယ်ပေါ့နော်။အဲ့တော့ပထမကားကကျတော့သူကပါလဲဆိုတော့သူ့ရဲ့နာမည်ပေါ့နော်။သူ့ရဲ့ခေါင်းစဉ်တိုက်တရားပါလဲဆိုတော့ The Short Shot Redemption လို့ခေါ်တယ်ပေါ့နော်။သူကကျတော့ထောက်ပေါက်ပြေးကား ထားပါလို့ကျွန်တော်ဒီဇာတ်ကောင်ကိုကြည့်ခိုင်းရလဲဆိုတော့ချိန်ချိန်မှာကိုကလည်းထောင်မကျနိုင်လို့ပြောနိုင်အောင်ပေါ့နော်စရပါငါစရပါပေါ့နော်ဒါကတကယ်တော့ဒီဇာတ်ကားထဲမှာဆွင်းသွားထောင်ဖောက်ပြေးတာတော့မှန်တယ်ဒါပေမဲ့အဓိကကတော့သူ့ရဲ့ဒီဇာတ်ကားထဲမှာဟုတ်ပေါ့နော်ပြောရင်းချက်နဲ့ပတ်သက်ပြီးသူထားခဲ့တဲ့စိတ်နေစိတ်ဓာတ်တွေနောက်ပြီးတော့သူ့ရဲ့ဒီခံနိုင်စွမ်းအားတွေပေါ့နော်အဲ့ဒီအရာကိုကြည့်စစ်ချင်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ဒီဇာတ်ကားထဲမှာဆိုရင်သူပြောခဲ့တဲ့အဓိကစကလုံးအဓိကစကဆူလေးရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောပြပေးမှာပေါ့နော် Tara. Hope is a good thing, maybe the best of things, and no good thing ever dies. Hope is a good thing, when you just want to go to the maybe the best of things. You have to do the other thing, but you have to go And no good things ever die. You have to go to the other thing. ဒါဒီစကားတကားလုံးမှာဆင်ပေါ့နော်လူတွေအများစုမှတ်မိတဲ့အရာလေးอ่ะအဲ့ဒီစကားဆိုးလေးပဲပြောတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူပြောခဲ့တဲ့ဒီမျိုးနဲ့ချက်နဲ့ပတ်သက်တဲ့စကားတွေနဲ့ပြီးတော့သူရဲ့လုပ်ရည်တွေဆိုရင်ရန်ကုန်မှာဒါပဲပြောရမှာ လူယူစရာကောင်းတယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ကျွန်တော်အနေနဲ့ဒီဗီဒီယိုကိုစာ suggestion ပေးရတာဖြစ်တယ်ပေါ့နော်အဲအတိတ်တည်းမှာဆိုရင်အန်ဒီရအမသူ့ရဲ့အမျိုးသမီးနဲ့ပေါ့နော်နောက်သူ့ရဲ့မျိုးသမီးဖြစ်တဲ့သူနဲ့ပေါက်ပြန်တယ်ပေါက်ပြန်နေတာကိုသူမတ်တဖင်းနဲ့ပေါ့နော်ရှေ့နေရာစော်လိုက်တယ်ရှေ့နေရာစော်လိုက်တဲ့အတွက်ကြောင့်သူကအဲထောင်ကျသွားတာပေါ့ဗျာအဲ့ဒီကြောင့်ရပါပေါ့နော်ထောင်ကျသွားတဲ့အခါမှာဆိုရင်အဲ့ဒီထောင်ထဲနေတဲ့စင်မှာသူကပါနှစ်ပေါင်း20လောက်နှစ်ပေါင်း20လောက်နေတဲ့အခါမှာဆိုရင်သူထွက်သွားတဲ့ထောင်ရောက်ဒီကရိုက်ထားတယ်နောက်တစ်ခါကကြတော့တကောင်တုံးကားလေးပေါ့နော်အဲ့ဒီဇက်ကောင်ကိုကြတော့သူက YouTube ရဲ့ search bar မှာတွားပြီးတော့ရှာလိုက်တယ်ဆိုရင်ရတယ်ပေါ့နော်အမှ YouTube ရဲ့ search bar မှာဟုတ်ပေါ့နော် H O P E ဟုတ်အဲ့ဒီစကားလုံးရရှာလိုက်တယ်ဆိုရင်ကိုကျွန်တော်ဒီမှာ screen မှာပြထားတဲ့အဲလေလေးတကောင်ရဲ့ပုံစံတွေမှာပေါ့နော်အဲ့ဒီတည်းမှာဆိုရင်အမှလိမ့်မကြီးရဲ့လိမ့်ဥတွေဥထားခဲ့တယ်ဥထားခဲ့ပြီးတော့အဲ့ဒီလိမ့်တရားအဲ့ဒီလိမ့်ဥတရားပဲအကောင့်တွေပြန်ပေါက်တယ်အဲ့လိုပေါက်ပြီးတော့ပေါ့နော်လိမ့်တရားဒါပင်နေခက်ဆက်ကိုသွားနေတဲ့အချိန်မှာဆိုရင်အမှနောက်ဆုံးအဲလိမ့်ဥတွေဝချနေစာပေါ့နော်အဲ့ဒီဥလေးကအမှကောင်းပေါက်သွားတယ်ပေါက်ပြီးတဲ့အခါမှာဆိုရင်သူ့ရဲ့ဒီဘယ်ဘက်ပေါ့နော်ဘယ်ဘက်အရေးရလို့ပြောင်းမတင်ဘူး ဲ့ဒီကြီးရဲ့ကတော့မတောင်းအတန်းနဲ့ခံပါဆိုသူတွေနဲ့စိတ်တက်တွေကြာသွားတယ်အဲ့ဒီချိန်မှာတခြားလက်တွေလိုပဲသွားလဲအပေါ်တက်လိုက်တယ်တက်ပြီးတော့သူကပင်လယ်ဘက်ကိုဒီဘာလို့လက်ချင်းရဲ့အပေါ်တက်လိုက်တယ်တက်ပြီးတဲ့ခါမှာဆိုသူကပင်လယ်ကန်းဆက်ဘက်ကိုသွားမှလုပ်တဲ့ခါမှာဆိုရင်ဘေးမှာတာမိကုန်းတပုံးတည်းပေါ့နော်သူမွေးခဲ့တဲ့လက်ချင်းကနေပင်လယ်ပင်လယ်စီရောပေါ့နော်သွားတဲ့ဒီခီးစင်ကိုဒီကတိကလှုပ်လှုပ်ပြထားတာဖြစ်တယ်ပေါ့နော်အဲ့ဒီခီးစင်မှာဆိုရင်အဲကျွန်တော်ထပ်ပြောတော့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပြောလိုက်တဲ့ဆိုရင် ဒီစကားရက်တာအနှစ်သာရတွေပျက်စီးသွားပါဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါမျိုးကြောင့်သွားပြောကြည့်တာပါကြည့်ပြီးတဲ့ခါမှာဆွေးကောင်းကောင်းလေးဒါဖီပေါ့နော်ခန်းစားလိုက်ခန်းစားပြီးတဲ့ခါမှာဆွေးမတို့ဒီအာဘာလို့မှဆိုတော့အတိအမှန်ပေါ့အဲ့ဒါမျိုးကြောင့်ကျွန်တော်အနေနဲ့ဒီစကားနဲ့ကောင်းအောင်ကြည့်ရခြင်းဖြစ်တယ်ပေါ့နော်အကယ်၍ပေါ့နော်ကျွန်တော်ရဲ့မေဆွေတွေမှာလည်းအမျှော်လင့်ချက်နဲ့ပတ်သက်ပြီးတည်တည်တဲ့စကားတွေရှိတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ comment box မှာလာပြီးတော့မှတ်ပေးကြပါဦးပေါ့နော်ကျွန်တော်နောက်ပြီးတော့ပြန်ကြည့်ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်